ထိုင်းပြည်ငွေအတူတွေရှိရာကြောင့်ငွေဆက်ကူတွေတတိထားတုံ့ဆဲဖို့ထိုင်းနိုင်ငံတော်ဘဏ်ကပြည်သူတွေကိုတတိပေးထားပါတယ်ဒီသတင်းကိုခွန်မသားကတင်ဆက်ထားပါတယ်ရှင်ထိုင်းနိုင်ငံတောင်ပိုင်းတရန်ခရိုင်မှာဘငွေတထောင်တန်အတူတွေတွေ့ရှိခဲ့ပြီးတဲ့နောက်ငွေဆက်ကူတွေတတိထားတုံ့ဆဲဖို့ထိုင်းနိုင်ငံတော်ဘဏ်ကပြည်သူတွေကိုတတိပေးထားပါတယ်ဘဏ်လည်းပတ်မှုငွေထဲမှာလဲ9838288862နဲ့9838288863နံပါတ်ပါပန်းငွေတထောင်တန်နဲ့ရွက်ပါဝင်လာတာတွေ့ရှိရပြီး အဲ့ဒီငွေဆက်ကူနေရွက်ဟာအစ်စ်နဲ့အတူအလွယ်တကူခွဲခြားသိမြင်နိုင်ကြောင်းအတိတ်အချက်မှာထိုင်းပြည်ပုံမှာရေစာမပါရှိပဲရောင်စုံပုံနှိပ်ဆက်နဲ့ထုတ်ထားတဲ့အကြောင်းဗန်တာဝန်ရှိသူတွေရဲ့အပြောကိုကိုးကားပြီးထိုင်း7 TV တည်င်းမှာဖော်ပြသွားပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းအစ်စန်ဒေတာနေဆာစေးတဲမှာလဲဗတ်တရာတန်နဲ့900တန်ငွေဆက်ကူအတူအချို့တွေ့ရှိတဲ့အကြောင်းလည်းတည်င်းရရှိပါတယ်။ငွေဆက်ကူအတုနဲ့အစစ်ခွဲခြားသိရှိနိုင်ဖို့ကငွေဆက်ကူအစစ်ဆိုရင်ငွေဆက်ကူအသားမှာကြည့်လိုက်ခိုင်မာပြီး အလွယ်တကူခောက်တာဆွဲဆန့်တာတွေကိုခံနိုင်ပါတယ်လွန်ကြုံရေးကြိုးရှိမှရှိနဲ့ပရင်ရေစာပုံပါမပါစောင်းကြည့်လိုက်ုံနဲ့လည်းသိနိုင်ပါတယ်ညချင်းအယောင်အဝယ်လှုပ်သူတွေအနေနဲ့တော့ငွေဆက်ကူစစ်ဆေးတဲ့ဆက်ပါဆောင်ထားသိမ့်တယ်လို့ဆိုပါတယ်ငွေဆက်ကူအတုဒါမှမဟုတ်အတုလို့တန်တရားရှိတဲ့ငွေကိုလက်ခံရရှိသူတွေအနေနဲ့သုံးဆွဲခြင်းမပြုတ်ပဲရဲကိုအကြောင်းကြားဖို့ငွေဆက်ကူအတုဖန်ဆေးရမင်းအောင်အကြောင်းကြားနိုင်သူကိုဆွငွေချင်းမြင့်မယ်လို့လည်းဘန်ဝန်ထမ်းကပြောတဲ့အကြောင်းထိုင်းတဲ့တွင်မှာဖော်ပြထားပါတယ် ထိုင်းဥပဒေအရငွေဆက်ကူအတုမှန်တည်ရနဲ့သုံးနေမယ်ဆိုရင်ငွေအ ਨੇ အများကိုလိုက်ပြီးထောင်တန်တစ်နှစ်ကနေ15နှစ်အထိငွေတန်ပတ်2000ကနေ3000အထိကြက်ခံရမှာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါ